လေဟုတ်လားတကယ်လို့မဖြစ်အောင်တောင်မှမဖြစ်တော့ကောင်းကျိုးချမ်းသာတော့မရနိုင်ဘူးလားရနိုင်တယ်အဲ့လိုဆိုရင်ဘိသက်ပေါင်းသူတော်ကောင်းတို့ပညာရှိသူတော်ကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာလဲပန္တိတာနိသသေဝနာအယပန္တိတပညာရှိဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာလဲခုနတုန်းကလူမိုက်ရဲ့အင်္ဂါရဲ့၃ချက်နဲ့ဆန့်ကျင်ဘက်ဘာတို့လဲပဲမြတ်စွာဘုရားကအင်္ဂါ၃ပါးရှိတယ်တဲ့လက္ခဏာ၃ပါးရှိတယ်တဲ့နော်အဲ့ဒါကဘာလဲဆိုတော့ ကောင်းတာကိုလှုပ်တယ်ကောင်းတာကိုပြောတယ်ကောင်းတာကိုတွေးတယ်အဲ့ဒါပညာရှိရဲ့လက္ခဏာပဲအဲ့တော့ဒီနေရာမှာပိဋကပေါင်းတရကောင်းတို့ဟိုကောင်းမြတ်အောင်ဘလို့လုပ်ရမယ်လို့သိယုံမျှန်နေပညာရှိမဖြစ်သေးဘူးဆိုတာလဲစဉ်းစားဖို့လိုတယ်တချို့ကအများကြီးသိတယ်နော်ဒါပေမဲ့ဘာမှလှုပ်တာသိပြီးတော့မရှိဘူး ဒါကိုကိုကိုလည်းဝေဖန်ဖို့လိုတယ်နော်တကယ်ကြီးမိုက်မြဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘလို့စိတ်သက်တည်းမွေးရမယ်ဆိုတာကိုသိနေုံမျှနေတော့လေပညာရှိမဖြစ်သေးဘူးကောင်းမြတ်တာကိုလုံနိုင်မှ ကောင်းမြတ်တာကိုပြောနိုင်မှကောင်းမြတ်တာကိုတွေးနိုင်မှဆိုလိုတာကအသိနဲ့ပြည့်စုံုံမျှနေမကဘူးသိတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်မှသာလေဒါပညာရှိအင်္ဂါရမြည်တယ်သိတော့သိတော့လည်းပဲသိပင်သိတော့လည်းပဲအကျင့်မပါဘူးဆိုရင်အဲ့ဒါပညာရှိ လူမိုက်လို့ဆိုရမယ်။ပညာရှိလူမိုက်ကိုပညာတတ်လူမိုက်လို့ဆိုရမယ်။သူတတ်တော့တတ်တယ်မတတ်ဘူးမဟုတ်ဘူး။သို့တော့ဗါလဲကျင့်ထားတာမရှိဘူး။အဲ့တော့ဦးဇင်းတို့ပိသက်ပေါင်းသူတော်ကောင်းတို့ဒီနေရာမှာကောင်းတာလုံမကောင်းတာပြောမကောင်းတာတွေးမပညာရှိဆိုတဲ့ဇာကားလေးဘလောက်လေးနဲ့တလဲဆိုတာကိုဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးတစ်ပုဒ်နဲ့နှိုင်းရှင်ပြီးတော့ပြောမှပူပြီးတော့အရသာရှိမယ်လို့ထင်တယ်။ဒါကဦးဇင်းကကိုတွေးကြည့်လို့အရသာရှိရင်သူများလည်းရှိမယ်ထင်တာလေ။ဟုတ်လား။ အဲ့ဒီမှာဓမ္မပဒကာထာလေးမှာဘလို့မြတ်စွာဘုရားဟောထားလဲဆိုတော့နော်နာတိနပန္တိတောဟောတိယဝတံဘဟုပန္တိတဲ့ခေမီအဝေရီအဘယောပန္တိတောတိဘဟုယတိတဲ့အလွန်ကောင်းနေဗျာနော်ဘာပြောထားလဲဆိုတော့နာတိနပန္တိတောဟောတိယဝတံဘဟုပန္တိတဲ့အများကြီးပြောတက်ခါမြတ်နဲ့အဲ့ဒါကိုပညာရှိလို့မဆိုဘူးတဲ့ဟိုလောကကြီးမှာတချို့သောသူတွေကအများကြီးသိတယ်လေအများကြီးသိတော့အများကြီးပြောတတ်တယ်ပေါ့ ဟုတ်လားအဲ့လိုအများကြီးပြောတဲ့ခါမျှနဲ့အဲ့ဒါကိုပညာရှိလို့မဆိုနိုင်ဘူးတဲ့ပညာရှိဆိုတာဘယ်လိုပုဂ္ဂိုလ်ကပညာရှိလို့ဆိုနိုင်တယ်လဲဆိုတော့ခေမီအဝေရီအဘယောပန္တိတော်တိပௌဇတိအလုံးကိုမှလေးနေတဲ့စကားပါနော်ခေမီအဝေရီအဘယောတိပန္တိတော်တိပௌဇတိခေမီတဲ့ကိုကိုကိုယံကင်းအောင် နေတဲ့ရယံမဖြစ်အောင် ယံမဖြစ်အောင်ဆိုသူများနဲ့ယံဖြစ်တာကိုဆိုလိုတာမဟုတ်ဘူးကိုယ်တန်တမယံနေဖြစ်မလာအောင်နေရရမယ်ခေမီအဝေရီနော်ပြီးတော့ကိုယ့်ကိုယ်ကိုဟိုဘေးမသင့်အောင်နေရရမယ်ခေမီအဝေရီအဝေရီယံကင်းအောင်နော်ခေမနဲ့အဝေတာကတိတ်ပြီးတော့မထိုးပါဘူးဟုတ်လားအေးဘေးယံကင်းအောင်နေရရမယ်အပယောတယ်အကြောက်ကင်းအောင်လည်းနေရရမယ်နော်ခေမီအဝေရီအပယောပဏိတော်တိပုရှိတိ နော်ဘေးကင်းအောင်ရန်ကင်းအောင် အကြောက်ကင်းအောင်နေတတ်တဲ့ပုံကိုယ်သားလျင်ပညာရှိလို့ဆိုတယ်တဲ့။ကြင်ဆိုကြပါစို့ယခုနကစကားလေးနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်မယ်။နော်။ကောင်းတာလုံရင်ကောင်းတာပြောရင်ကောင်းတာတွေးရင်ပညာရှိလို့မြတ်စွာဘုရားဟောပြန်တယ်နော်။အခုဒီမှာဘယ်လိုပြောလို့ဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်နေတတ်တဲ့လူပညာရှိလို့ပြောပြန်တယ်။အဲ့ဒီနှစ်ခုဟာယာနှုံးပြီးဆက်ဆက်နေတယ်။ဆိုကြပါစို့ ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်ကောင်းတာပြောနေတဲ့ပုဂ္ဂိုလ်ကောင်းတာတွေးနေတဲ့ပုဂ္ဂိုလ်သည်သူ့ကိုယ်သူဘေးမဖြစ်အောင်နေနေတာသူ့ကိုယ်သူရံမဖြစ်အောင်နေနေတာသူ့ကိုယ်သူမကြောက်ရအောင်နေနေတာဒါကိုပြောင်းမြန်လေးလှမ်းကြည့်ပါလားမကောင်းတာတွေလုပ်မယ်မကောင်းတာတွေပြောမယ်မကောင်းတာတွေတွေးမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီကိုယ့်ကိုယ်ကိုဘေးနဲ့အောင်နေနေတာကိုယ့်ကိုယ်ကိုအကြောင်းမကင်းအောင်နေနေတာကိုယ့်ကိုယ်ကိုရံမကင်းအောင်နေနေတာဆိုလိုတာကကိုယ့်ကိုယ်ကိုဒုက္ခမရောက်ရအောင်လုပ်နေတာ ਨੇ တူတူပဲ မဆိုနိုင်ဘူးလားဗျာဆိုနိုင်တယ်နော်ဒါကြောင့်မိသက်ပေါင်းတော်ကောင်းတို့နည်းနည်းလေးစဉ်းစားသိချင်တယ်ဟုတ်လားကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာတွေးတယ်ဆိုတာကိုကိုကိုဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဘာမှမဟုတ်တာမလုပ်သောပုဂ္ဂိုလ်သည်ဘာဘေးမှဖြစ်เสียအကြောင်းမရှိဘူးဘာကုန်းမှလည်းကြောက်เสียအကြောင်းမရှိဘူးတန်လျာကြီးလည်းကြောက်เสียအကြောင်းမရှိဘူးတန်လျာကြီးနဲ့ပတ်သက်ပြီးတော့ကြောက်ရတယ်လက်ရတယ်ဆိုတာမဟုတ်တာတွေလှုပ်ထားလို့ပါဒါလောကကြီးရဲ့သစ္စာတရားပါ ဗုဒ္ဓလှုပ်ထားမိတယ်ပြောထားမိတယ်တွေးထားမိတယ်ဆိုရင်တော့ကြောက်ရလေအောင်မေးဟုတ်ရလားတဲ့အိမ်မိုင်းမြတ်ဘေးတွေကိုလည်းမျောလင့်ထားရောက်လာနိုင်တဲ့တစ်ချိန်မှာယံတွေကိုလည်းမျောလင့်ထားရောက်လာနိုင်တယ်ဘာဖြစ်လို့တော့ဘေးရောက်ချင်းယံရောက်ချင်းအကြောက်တရားရှိချင်းရဲ့အကြောင်းတရားဖြစ်တဲ့မဟုတ်တာတွေကိုလှုပ်မိပြောမိတွေးမိထားတဲ့ကိုဟုတ်ရလားဒါကြောင့်မဟုတ်တာကိုမလှုပ်ချင်းတနည်းအားဖြင့်ဟုတ်တာကိုလှုပ်ချင်းပြောချင်းတွေးချင်းဒီ ကိုကိုကိုဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်လှုပ်ထားတယ်လို့မဆိုနိုင်ဘူးလားအေးဒါကြောင့်မြတ်စွာဘုရားကအများကြီးသိပြီးတော့အများကြီးပြောတတ်ခါမြတ်နဲ့ပညာရှိလို့မဆိုနိုင်ပါဘူးတဲ့ကိုကိုကိုဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်နေနိုင်တဲ့လှုပ်နိုင်တဲ့ပုံကိုယ်သားလဲအဲ့ဒါပညာရှိလို့ဆိုတယ်တဲ့ဟုတ်တာပေါ့ဒီစကားကိုဦးဇင်းတို့အကျဲ့ချဲ့ကြည့်ရင်အလွန်ရတာရှိလောကကြီးမှာပညာတတ်ဆိုသူပုံကိုယ်တွေအများကြီးရှိကြတယ်နော်ပညာတွေတော့တတ်တာပဲသို့တော့ ိုကိုကိုယံမကင်းအောင်မနေတတ်ကိုကိုကိုဘေးမကင်းအောင်မနေတတ်ကြောက်စရာတန်လန်းနဲ့ဘေးတန်လန်းနဲ့ယံတန်လန်းနဲ့နေနေရတယ်ဘေးတန်လန်းယံတန်လန်းကြောက်စရာတန်လန်းနဲ့နေနေရတဲ့ပုံကိုကိုဘယ်နှလို့ပညာရှိလို့ဆိုနိုင်မလဲကိုကိုကိုမှဘေးမကင်းအောင်ယံမကင်းအောင်အကြောင်းမကင်းအောင်မနေတတ်သေးဘူးဆိုရင်တခြားဘာတွေကိုပဲတက်ထတာဘာဖို့တန်တယ်လို့ဆိုနိုင်မလဲမဆိုနိုင်ဘူးလောကကြီးမှာအခြေခံကြကြတွေးတဲ့ဖို့အလွန်ရေးကြီးတယ်လို့ထင်တယ်နော်တခိုက်ကြီးမကြီးများအေးဒါကြောင့်ဦးဇင်းတို့ပညာရှိဆိုတာဗာလဲ ကောင်းတာကိုလှုပ်တယ်ပြောတယ်တွေးတယ်တနည်းအားဖြင့်ကိုကိုကိုဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်နေနိုင်တဲ့ပုံကိုယ်တွေဟာပညာရှိပါတဲ့မြတ်စွာဘုရားကဟုတ်ရဲ့လားအေးအဲ့ဒါလိုပညာရှိဆိုတဲ့သူတွေနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ဘေးသဘောင်တော်ကောင်းတို့ကောင်းကျိုးချမ်းသာတွေမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ဒါကိုမင်္ဂလာလို့ပြောတာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာမကောင်းတဲ့လူမိုက်ကိုမပေါင်းရဘူး ကောင်းမြတ်တဲ့ပညာရှိသူတော်ကောင်းကိုပေါင်းရမယ်ဒီမင်္ဂလာတရားနှစ်ပါအခြေခံစပြောမြတ်စွာဘုရားဟောတယ်နော်ဘာကြောင့်ဟောတယ်လဲဆိုတော့ကလည်းနည်းနည်းပြောခဲ့တယ်အလွန်အခြေခံကြတဲ့မင်္ဂလာမှုလို့အရင်ဦးဆုံးမြတ်စွာဘုရားကဟောတယ်တဲ့တော့ဒီမင်္ဂလာတရားနှစ်ပါမပြည့်စုံဘူးဆိုရင်နောက်ထပ်မင်္ဂလာတွေပြည့်စုံဖို့မလွယ်တော့ဘူးနော်ဒါကြောင့်ဒီမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ခြေခြေပြန့်ပြန့်ပြောစရာအလွန်ကောင်းတယ်ဘာကိုဦးဇင်းကဒီမင်္ဂလာတရားနှစ်ပါနဲ့ပတ်သက်ပြီးတော့ဆက်ပြောခြင်းလဲဆိုတော့ ဦးဇင်းတို့ငငယ်တုန်းကမူလာတန်းចောင်းစာထဲမှာသင်ခဲ့ရနော်